โอเคအားလုံးပဲမင်္ဂလာပါဗျစောကတီယံမြန်နေပြန်လာပြီကျိုးစုံလိုက်ပါကျွန်တော်ဒီနေ့စနေနေ့ကျမှဒီပွဲစုံပွဲကောင်းနေအများကြီးကြောင်းရှိပါတယ်ဒီပွဲစနေကနေဒီ EPL မှာဒီပွဲ CDM မှာနှစ်ပွဲစွန့်လန်လီကမှာတစ်ပွဲပွန်တက်တိကမှာတစ်ပွဲစူပါပွဲစဉ်၈ပွဲကိုလူလို့ရှင်ပြီးပြလာပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော် EPL ပွဲစနေနေ့စလိုက်ကျွန်တော်ကတော့ Manchester City နဲ့ Crystal Palace ဒီပွဲမှာအရှင် City က Borussia Dortmund ကအစားနဲ့ဘောပေါင်းကြီး3-0စားမှာကျင်းပွင့်ထားပါတယ်။ပထမကြော့ဒီ Crystal Palace ရဲ့အိမ်ပွဲမှာတော့ Win City တို့ ဝင်ကြီးလုံး90စာကြီးပွင့်ထားပါတယ်အင်္ဂလိပ်ဝေခွင့်ပြတရားကြီးနေတယ်ဆိုတော့ဒီ1ဘလက်9ပြားစာကမှန်ကန်တဲ့မိသားမှာရှိပါတယ်မရှိဖို့မှာခွတ်ဆယ်ပဲလေးကိုဖောင်းဖို့ကောင်းနေပါတယ်နောက်ဆုံး9ဝက်မှာ၄ဝက်နိုင်တစ်ပွဲတည်နေရှုံးမွေးမရှိကန်ထားပါတယ်အရှင်စီတီကတော့နောက်ဆုံး9ဝက်မှာနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ပွဲတည်နေဖောင်းရတော့အရင်ကောင်းမွန်ထားတဲ့နေထားမှာတော့မရှိပါဘူးနောက်ပိုင်းပွဲစဉ်တွေမှာလည်းစီတီကိုဒီ9ရောက်ကိုရုံးကရတဲ့နေထားမှာရှိပါတယ်ဝေခွတ်ဆယ်ပဲလေးကလည်းဒီအတင်းကြီးနဲ့တွေ့ဆုံနိုင်မှာအတင်းကြီးတွေကိုအခက်အခဲအောင်ကန်တဲ့နေထားမှာဖြစ်တာကြောင့်ခန်းစစ်ကိုကြစ်လိုက်ပြီးတော့အဓိက ဥသာပီပီကန်တဲ့နေသားမှာအေရှင်မစ္စတာစီးပီးကလည်းနောက်ပိုင်းပွဲတွေမှာကိုရဖို့ရုန်းကန်ရတဲ့နေသားမှာဖြစ်တာကြောင့်ဒီဒီပွဲမှာလည်းအဓိကတိုက်စုံဘာလည်းမပါဝင်တဲ့နေသားမှာကိုရဖို့ခက်ခဲလာနိုင်တဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့လို့သုံးလုံးတစ်ဆင်စားပေါက်ပြောက်မှာကိုအောက်ကိုယူချက်ထားပါတယ်ဘော်ဒီမှာတော့မမလက်၅ပြားစားပေါက်ကြောက်မှာစီးတီးပေါ်ယူချက်ထားပါတယ်ကိုရလက်ခံမချက်ဝမ်းစီးခံမထားပါနဲ့နောက်တစ်ပွဲတော့နိုတန်ဖော်ရက်နဲ့အေဗာတန်ဒီပွဲမှာအေရှင်နိုတန်ဖော်ရက်ကဘော်ဒီရေး level 55ပြားရှုံးနေပူပေါင်းကြီးလုံး90ရှုံးမှာခြေပွတ်ထားပါတယ် နေနေလက်ရှိဖောင်ကြာမှာလက်ရှိဖောင်မှာတော့နေတဲ့လုံးကတော့ဖောင်မစိုးလို့ပြောလို့ရရင်ရမှာရှိပါတယ်။နောက်တစ်ယောက်ခွဲကလည်းနောက်ဆုံး၅ဝက်မှာသုံးမနိုင်တပွဲရှုံးတပွဲတည်ဝင်းဝင်းအေပါတယ်နဲ့နောက်ဆုံး၅ဝက်မှာ9ဝက်ပြောက်ဆုံးထားရစီနဲ့တပွဲရှုံး၄ပွဲထိတည်ကန်လာပြီးဒီအတင်းကြီးအများစုကိုလည်းတည်ကြအောင်အခက်ပြအောင်ကန်ထားတဲ့နေရာမှာရှိပါတယ်။ဒီပွဲမှာလည်းနောက်တစ်ယောက်ခွဲတို့ကလက်ရှိအဆင့်၃မှာဒီအဆင့်၅ကမစ္စတာစီဒီနဲ့လည်းဒီမှတ်ဒီပြထားတဲ့နေရာမှာဖြစ်လာကြအောင်ဒီချန်ပီယံလိဝင်ခွဲအတွက်အရင်ပြရှာမရှိတဲ့နေရာမှာရှိပါတယ်။ဝင်းဝင်းအေပါတယ်နဲ့ဒီအတင်းကြီးနဲ့တွေ့ဆုံတိုင်းမှာ ခန်းစစ်ကိုအသာပေးပြီးကန်နဒတ်နေထိုင်မှာဖြစ်တာကြောင့်နော်လီယန်ဖွဲ့တပ်ကလည်းဒီအင်ဝင်းဖြစ်ပြီးအဝေးဝင်းဖြစ်ဖြစ်ခန်းစစ်ကိုအသာပေးပြီးနှစ်သင်းလုံးခန်းစစ်အသာပေးတဲ့အသင်းတွေဖြစ်တာကြောင့်ကျွန်တော်ဒီဘက်မှာနှလုံး90ကျုံပေါက်ကြည့်အောင်မှာပူပေါင်းအောက်ကိုယူချထားပါရဲ့ဂိုလ်ကြီး level ခွက်ဆိုင်9ဖြာရှုံးပေါက်ကြည့်အောင်မှာအဗတန်ကိုယူပြီးချထားပါရဲ့ရလက်ခမ်းချက်11ခမ်းထားပါရဲ့နောက်တစ်ဘက်တော့စော်တတန်နဲ့အဆွန်မီလာဒီဘက်မှာဝေးအဆွန်မီလာကဘော်ကြီးတစ်လုံး9ဖြာရှုံးနဲ့ပူပေါင်းကြီး330ဒါမှာကျင်းပွက်ထားပါရဲ့ဒီပထမကြော့ ဒီအင်ရှင်အစွန်မီလာကလေဘယ်ရှုံးပေးထားတဲ့အခြားမှာအင်ဝင်ဝေဝင်ပြပြကြည့်မယ်ဆိုရင်ဘာမိုင်းနဲ့၅ပြရှုံး၅ဈေးမှန်တယ်လို့ပြောလိုက်ရတဲ့အခြားမှာရှိပါတယ်။အရှိဖောက်မှာတော့အစွန်မီလာဖောင်ရမ်းကောင်းနေပါတယ်။နောက်ဆုံး၅ပွဲမှာတပွဲပဲရှုံးထားပြီးအဲဒီရှုံးထားတဲ့ပွဲကလည်းချန်ပီယံလိပြည့်ကြည့်ရှုံးထားတဲ့ပွဲပဲရှိပါတယ်။တခြားပွဲစဉ်တွေမှာလက်လက်ကောင်းကောင်းနေထားမှာရှိပါတယ်။လက်ရှိကလည်းအဆင့်ခွဲချန်ပီယံလိဝင်ခွင့်တက်ကလည်းအထက်ကတင်နေတဲ့ရမ်းမပြတ်ထားတဲ့အခြားမှာဖြစ်တာကြောင့်ချန်ပီယံလိဝင်ခွင့်အတွက်လည်းညှိနှိုင်းချက်ရှိနေတဲ့အခြားမှာဒီဒီပွဲပြီးရင်လည်းပြည့်ကြည့်ကိုအင်ဝင်မှာပြန်လဲအခိုင်အမာနေထားမှာဖြစ်တာကြောင့် ဒီမြက်ကြီးတို့ရဲ့ဒီပထမအကြော့ရှုံးပွဲကိုပြန်ပြီးတော့ response လုပ်နိုင်ဖို့ရဲ့ EPM မှာချန်ပီယံလိဝင်ခွင့်ရဲ့အတွက်မျက်မှတ်လွယ်ချက်ရှိနေတဲ့အနေထားမှာလည်းဖြစ်တာကြောင့်ဒီပွဲမှာတော့ဒီအဝေးဝင်းအဆွန်ပြီလာပွင့်ယူပြီးချက်ထားပါတယ်။ရလခမကျဲစီးပြုခံမှန်းထားပါတယ်။နောက်တော့ဘဲတော့ Arsenal နဲ့ Brentford ဒီပွဲမှာအရှင် Arsenal ကဝေကြီးတလုံး30စားနဲ့ဘူပေါင်းကြီး360စားမှာချေပွန့်ထားပါတယ်။ဒီပထမကြော Arsenal ဝေဝင်းကနေ1-3နဲ့နိုင်ထားပြီးအပွဲမှာ1-90ရှုံးပြီးချေပွန့်ထားပါတယ်။အင်ဝင်းဝေဝင်းပြတဲ့အချိန်မှာဆိုရင် နှလုံး90လောက်ဒီပေါက်တဲ့နေထားပါတော့ဒီ1 blood 30ကအာဆင်နယ်တို့ဈေးရန်ပြော့ပြောင်းနေတဲ့နေထားမှာတော့ရှိပါတယ်အရှိဖောင်ကြီးရမလို့ရှိဖောင်မှာတော့အာဆင်နယ်ကောင်းကောင်းနေပါတယ်နောက်ဆုံး၅ဘက်မှာ၃ဘက်နိုင်၂ဘက်ဒီဝေးဝင်းဘရန်ဖို့ကတော့နောက်ဆုံး၅ဘက်မှာ၃ဘက်နိုင်၂ဘက်ကျော်၃ဘက်ဒီနဲ့ဖောင်ရောအရင်ကောင်းမွန်ထားတဲ့နေထားမှာမရှိပါဘူးဒီအာဆင်နယ်နဲ့ဒီဝေးပြီးရင်လည်းဝီယမထွေနဲ့ချန်ပီယံလိပ်ပွဲကျင်ဝီယမထွေရဲ့အင်္ဂါကိုတွားရောက်ဂျန်ဆိုင်ရမယ့်နေထားမှာဖြစ်တာကြောင့်ပထမကြုံမှာသွေးစည်းနဲ့ကိုပြတ်ထားရဲဆိုရင်လည်းဒီဝီယမထွေလိုတင်မျိုးကမဆိုးဖြစ်နိုင်တဲ့နေထားမှာဖြစ်တာကြောင့် ဒီဘွဲကိုတော့မလိုဘဲနဲ့အရင်ကြီးအဆိုင်ကန်လာမယ့်နေရာမှာမရှိပါဘူး။အာဆင်နယ်တို့အနေနဲ့အီဒီယန်အတွက်အရင်ရမှတ်မလို့တော့ပါဘူး။ဒီတိုက်တယ်ရီကလည်းပြီးသွားပြီးတော့ဒီတော်ဖို့အတွက်လည်းစစ်ချတဲ့နေရာမှာအီဒီယန်ကရမှတ်မလို့ရတဲ့နေရာမှာဖြစ်တာကြောင့်အူနာခံမဲ့နေရာမှာမရှိပါဘူး။ဒါကြောင့်မို့လို့ဒီဘွဲမှာတော့တလုံးလုံးစပ်ပေါက်ကြရမှာဇီးတန်းပြော့ပြောင်းမှုနဲ့တူဝီဝင်ဘရန်ဖို့ဘော်ဒီနဲ့ကိုဘောအောက်ကိုရွေးချယ်ထားပါတယ်။ရလကမန်ကျဲဝမ်ဝမ်ခံမထားပါနဲ့။နောက်ဘက်တော့စီးရီးပွဲစဉ်ဖြစ်တဲ့အင်တာဗျူနဲ့တက်ကလေးရပြီဒီပွဲမှာအရှင်အတာကငွေကြီးတစ်လုံး85ပြားရှုံးနဲ့ဦးပေါင်းကြီး365ပြားမှာကျင်းပွင့်ထားပါတယ် ီပထမကြော့ဝေဝင်းအင်တာကဇီးစပီးနဲ့နိုင်ဟပွဲမှာဝီဝဲနဲ့ဝမ်းမိုင်းနဲ့50ရှုံးပြီးပေါက်ထားပါတယ်။အင်ဝေဝေဝင်းပြတဲ့အကြည့်မယ်နဲ့ဒီအင်ရှင်အင်ဝဲမှာနှလုံး50စာတိလောက်ပေါက်တဲ့နေရာမှာဝမ်းမိုင်းနဲ့85ပြားရှုံးကအင်တာတို့190လောက်ဇီးပြုတ်ကျောင်းတဲ့နေရာမှာရှိပါတယ်။လက်ရှိမှာအင်တာမီလန်ဖောင်ကောင်းနေရဆိုပေမဲ့ဝေဝင်းကက်ကလီယာကြီးရတယ်။ဒီနောက်ပိုင်းပွဲစဉ်မှာခန်းစစ်ကကောင်းထားတဲ့နေရာမှာရှိပါတယ်။ဒီပွဲပွဲများတခုလုံးလောက်ပဲပေးထားတဲ့ခန်းစစ်ကြောင့် ဒီ Inter Milan တို့ကလည်းဒီပွဲပြီးရင် Champion League အရေးကြီးတဲ့ပွဲစဉ် Bayern Munich နဲ့ကပ်ဖို့ရှိနေတဲ့နေရာမှာပထမကြောက်ကလည်းတကူတာနဲ့ပဲကပ်နိုင်ထားတဲ့နေရာမှာဖြစ်တာကြောင့်အဲ့ဒီပွဲစဉ်ကိုလူမျိုးဝချမ်းဖို့လိုအပ်နေပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ဒီ Asian Inter Milan တလုံး85ပြားချောင်းပေါက်ကြောက်မှာကက်ကလီယာရီရဲ့ခံစစ်မှာကြောင့်လည်းဒီနှစ်ခုမပြတ်နိုင်တဲ့ပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့ကျွန်တော်အပွဲပွင့်ကက်ကလီယာရီဘုံကိုရွေးချယ်ထားပါတယ်။ရက်လက်ခံမနေက2-1ခံမထားပါတယ်။နောက်ဝဲရဂျူဗင်တက်နဲ့လက်စီဒီဝဲမှာအင်ရှင်ဂျူဗင်တက်ကဘောကြီးတလုံး85ပြားရှိနေဂူပေါင်းကြီး390စားမှာခြေပွန်ထားပါတယ် ဒီပထမကြော့ကဒီအဝေးဝင်းဂျူပင်တက်11 draw ကြထားပြီးအဲ့ဒီပွဲမှာအဝေးဝင်းကလည်းပြီးတော့ဂျူပင်တက်ကတလုံး50စာတိဖောက်ထားပါတယ်အိမ်ဝင်းဝေးဝင်းကြည့်မယ်ဆိုရင်တော့1မိုင်း50ချုံလောက်ပေါက်တဲ့နေရာမှာ1မိုင်းနဲ့85ပဲရှိအောင်ကအနည်းငယ်တော့ဂျူပင်တက်တို့ဈေးပြင်းတဲ့နေရာမှာရှိပါတယ်လက်ရှိဖောင်ကြည့်အောင်ဆိုရင်ဖောင်ရလည်းဂျူပင်တက်ဖောင်ကောင်းတယ်လို့ပြောရတဲ့နေရာမှာရှိပါတယ်နောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲတည်းအဝေးဝင်းလက်ရှိကတော့နောက်ဆုံး၅ပွဲမှာ၄ပွဲရှုံးတစ်ပွဲတည်းနဲ့နိုင်ပွဲပြောင်းဆုံးထားပြီးဒီဖောင်ပြတ်နေတဲ့နေရာမှာရှိပါတယ် အင်ဂျင်ဂျူဗင်နက်တော့ကလည်းလက်ရှိအဆင့်၅နေရာမှာရောက်ရှိနေရတဲ့ထားမှာဒီချမ်ပီယံလိဝင်ခွင့်ရတဲ့အတွက်ရမှတ်မဖြစ်မနေလိုအပ်နေတဲ့နေထားမှာဖြစ်တာကြောင့်အင်္ဂွေအားသာကျနေပြီးဈေးလေးပြင်းနေတဲ့နေထားမှာအင်ဂျင်ဂျူဗင်နက်တို့နှစ်ခုပြတ်နိုင်မပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့ကျွန်တော်385ဆန်ချုံပေါက်ကြီးအောင်မှာဂျူဗင်နက်ပေါ်ဒီကိုရွေးချယ်ထားပါတယ်။ရလက်ခံမှန်းချက်တူးစီးခံမှန်းထားပါတယ်။နောက်တစ်ပတ်ဆူမီလာလီကပွဲစဉ်ဖြစ်တဲ့မီတာနက်နဲ့ဘာစီလိုနာဒီပွဲမှာဝိပါစီကဘော်ဒီချေနှလုံး65ပြားစာကျင်းပွက်ထားပြီးဘောင်းကြီးက35ရှုံးမှာကျင်းပွက်ထားပါတယ် ီပထမကျောင်းဘာစီရဲ့အင်္ဂလန်တော်ကဒီကနေ့ကဝင်းဝင်းကနေဇီဝန်နဲ့နိုင်ထားပါတယ်နောက်ဘက်မှာဘာစီလိုနာအင်္ဂလန်ကနေနှလုံးရှုံးထိကြီးပေါက်ထားပြီးအင်္ဂလန်ဝေဝင်ပြတဲ့အခြေအနေဆိုတော့ဒီနှလုံးသေးလောက်ပဲပေါ်တဲ့နေထားမှာခုလက်ရှိနှလုံး65ပြားစားကဘာစီလိုဈေးပြောတဲ့နေထားမှာတော့ရှိပါတယ်ဒီနေ့လက်ရှိဖောင်အကြံမြင်လဲဘာစီလိုနာနောက်ဆုံးကဘက်မှာလီဝဲနိုင်တဲ့ဘွဲတွေနဲ့ဒီရှုံးဝဲမရှိကန်ထားပြီးနိုင်ထားတဲ့ဘွဲတွေနဲ့မှာလည်းဂိုးပြတ်နိုင်ဘွဲတွေနဲ့တူဒီကြီးစတဲ့အောင်ထားတဲ့နေထားမှာရှိပါတယ်ဒီကနေ့ကတော့နောက်ဆုံးကဘက်မှာတဘွဲနိုင်ပုံမွှေရှုံးတဘွဲတွေနဲ့ခေါင်းရတော့ ကောင်းမွန်ထားတဲ့အနေထားမှာမရှိပေမဲ့ဒီဒီကနေ့ကလက်ရှိဆင်းဆက်ရှိအတန်းဆုံးမှာရရှိနေတဲ့အနေထားမှာဖြစ်တာကြောင့်အိမ်ခွန်းမှာတော့ဒီတန်းပြန်ကြံ့ရဖို့အတွက်ဒီရုံးလာမယ့်အနေထားမှာရှိပါတယ်အဝေးပါစလူကလည်းဒီဝဲပြီးရင်ဒီဒေါမွန်ရဲ့အိမ်ခွန်းမှာချန်ပီယံလိပွဲစဉ်တွားရောက်ကံရမယ့်အနေထားမှာဖြစ်တာကြောင့်ပထမကြော့ကဂိုးပြတ်နိုင်ထားရဆိုလို့လည်းဒေါမွန်ရဲ့အိမ်ခွန်းမှာဖြစ်တာကြောင့်ဒီသူ့အနေနဲ့ယူဆက်ပြီးကံမဲ့အနေထားမှာရှိပါတယ်ပြီးခဲ့တဲ့ပွဲမှာလည်းချန်ပီယံလိပွဲစဉ်ဝက်ချက်ကန်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဘာစီလိုနာကစားသမားအများစုပွဲပန်းထားပြီးတော့ဒီပွဲမှာ ဒီကစားသမားအများစုအနာပေးလာနိုင်တဲ့နေထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့နှလုံး65ပြားစားပေါက်ပြောက်မှာအင်ဂျင်ဒီကနေ့ပေါ်ရိုးရွေးချက်ထားပါတယ်။ရလကမကျဲ1 2ခံမှန်းထားပါတယ်။နောက်ဘက်တော့ Bundesliga ရဲ့ဝဲကောင်းတစ်ပွဲဖြစ်တဲ့ Bayern Munich နဲ့တော့ဒီပွဲမှာအင်ဂျင် Bayern ကဘောလုံးကြီးတလုံး35ပြားရှုံနေပူပေါင်းကြီးသုံးလုံးပြီးရှုံနေမှာခြေခွတ်ထားပါတယ်။အဲဒီနေ့ပြင်လက်ရှိကာနာဖောင်ကြီးရမလို့လက်ရှိကာနာဖောင်ကတစ်သင်းလုံးကတော့ဖောင်အတင့်တဲ့ရှင်ရတဲ့နေရာမှာရှိပါတယ်။ Bayern လည်းနောက်ဆုံးကတော့3ပွဲ9တပွဲရှုံတစ်ပွဲပြီး ဒီဝေဝင်တော့မော်လာနောက်ဆုံးကတော့မာ၃ဘွဲ့နိုင်၂ဘွဲ့ရှုံနေနှစ်တလုံးကတော့ကောင်းမစိုးလို့ပြောရတဲ့အနေထားမှာရှိပါတယ်။ဒီနေ့တင်းကတော့ပြီးခဲ့တဲ့ချန်ပီယံလေးပွဲစဉ်တွေမှာနှစ်တလုံးရှုံထားတဲ့အနေထားမှာရှိပါတယ်။ဘိုင်ယန်ကဒီအင်တာမီလန်ကို1-2နဲ့ရှုံပြီးဒေါမွန်ကတော့ဒီနောက်တစ်ဆင့်တက်ဖို့ခက်ခဲသွားတဲ့အနေထားမှာဘာဒီလိုနာကို4စီးနဲ့ကိုပြတ်ရှုံတာပါတယ်။ဘာကြောင့်မို့ဒေါမွန်တို့အနေနဲ့ဒီဒီဝက်ပြင်းရင်နှစ်တလုံးချန်ပီယံလေးပွဲစဉ်ရှိနေရဆိုပေမဲ့ဒေါမွန်တို့အနေနဲ့ချန်ပီယံလေးကမဖြစ်နိုင်တော့တဲ့အနေထားမှာဖြစ်တာကြောင့်ဒီဘွန်ဒက်စလီကာမှာလည်း ယူရိုပါလဲယူရိုပါကွန်ဖရင့်လီးတို့ကိုမျှော်လင့်ခွင့်ရှိနေတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီဘွန်ဒက်စလီကာပွဲစဉ်ကိုပဲအာရုံစိုက်လာမယ်နေထားမှာရှိပါတယ်။အင်ဂျင်ဘန်ယန်ကတော့ပထမကြော့မှာဒီ2-1နဲ့ပဲကတ်ရှုံးထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဒုတိယကြော့မှာမမစိုးဖြစ်နိုင်တဲ့အနေအထားမှာဖြစ်တာကြောင့်ဘန်ယန်တို့အနေနဲ့ဒီချန်ပီယံလိပွဲစဉ်ကိုအာရုံစိုက်လာမယ်နေထားမှာရှိပါတယ်။ဒီဘွန်ဒက်စလီကာမှာလဲဘန်ယန်တို့အနေနဲ့ဒီအောက်ကလီဗာပူးစင်နဲ့အမှတ်ပြထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဘွန်ဒက်စလီကာမှာအရင်ကြီးအရေးပါတဲ့အနေအထားမှာတော့မရှိပါဘူး။ဒါကြောင့်မို့ကျွန်တော်ချန်ပီယံလိပွဲစဉ်အတွက်ပဲဘန်ယန်ယူနစ်တို့ဘူပြဝချန်ဆောင်မယ်လို့ယူဆပါတယ်။ဒါကြောင့်မို့ကျွန်တော် ။ဝမ်မိုင်းနဲ့35ပြရှုံးပါကြမှာအနည်းဆုံး35ပြစားရမယ်။ဝေဝင်းသုံးမပေါ်ဒီကိုရွေးချယ်ထားပါရဲ့။ညလက်ခမန့်ချက်ကတော့11ခမန့်ထားပါရဲ့။စနေညမှာအားလုံးအပေါင်းပြကြပါမယ်။